ကိုရေးပင်တန်လေးရတော့လေအပောင်ဝါဒီမဖွင့်ခင်မှာအရင်စက်ကူလေးထည့်မယ်ပြီးကနက်နေကိုရှင်းရှင်းတွန်းနိုင်မယ်ပြီးကျွန်တော်စက်ကူလေးပစပုံနဲ့ပေါ့ပြထားသလိုလေးထည့်နိုင်မယ်ပြီးစက်ကူလေးနည်းနည်းလေးအစာဆက်ထုတ်နိုင်မယ်ပြီးပောင်ဝါဒီပိတ်နိုင်မယ်အဖုံလေးပိတ်နိုင်မယ်ပေါ့နော်ပြီးပောင်ဝါဒီကိုဖွင့်နိုင်မယ်ဖွင့်လိုက်ပြီး Android ပုံမှာပေါ့ Android ပုံမှာကျွန်တော် Bluetooth လေးဖွင့်နိုင်မယ် ဒုတိယတွေပြင်လိုက်ပြီးသွားရင်အော့ဆိုဒီမှာ printer 001ဆိုတာပေါ်လာပေါ့နော် printer button မပေါ်သေးခဏလေးဆောင်းလိုက် printer button ပေါ်လာပြီဆိုတော့စပယ်လိုက်မယ်ဒီချက်ပေါက်တွေနဲ့ကိုယ် online မယ်ပြီးရင် pen number လေးက3ည4လုံးပေါ့နော် okay အပြီးပါကျွန်တော်တို့အသုံးပြုမဲ့ loyal best ဆိုတဲ့ software တွေကိုတွားမယ် iBest ပေါ့နော်အခုစေးဆိုင်တွေအသုံးပြုမဲ့ဆိုတော့စေးဆိုင်အဲအသုံးလို့ရရင် ဒီ menu ထဲက setting ထဲမှာ printer ထဲမှာကျွန်တော်တို့ printer သွားချိန်မယ်ပေါ့เนาะဒီတော့ printer နဲ့ဝင်ပြီးဒီຢာလေးပေါ်လာမှာညာဘက်အောက်ထောက်အပေါင်းလေးကိုနေမယ် printer နည်းကိုကြိုက်တာပေးလိုက်မယ်အာနာမည်ကြိုက်တာပေးလို့ရတယ်ပေါ့เนาะအာဒါမော်ဒယ်ရေးမယ်ဒီတော့ internet မှာ bluetooth ရေးမယ် search မှာ printer ရေးဝင်ပြီမယ်80 print receipt တွေဖွင့်လိုက်မယ် ပြီးတော့အမှ print test တွေနေနိုင်တယ်အဲဆက်ကူတွေကစပြီးတော့ test print တွေစထွက်သွားပြီပေါ့နော်အဲဆို printer နဲ့ချိန်တာအောင်မြင်ပါ ਈ အဲလိုဒီအောက်ကခလုတ်တွေနေနိုင်ဆက်ကူတွေနည်းနည်းထပ်ထွက်လာတယ်ပေါ့နော်အဲကျွန်တော်ဖြေနိုင် date ပါပါလိမ့်မယ်အချံ date မပါသေးချင်လို့ဖြစ်ရင် advanced setting တွေဝင်မယ် ED cutter သွင်းနေရာတွေတွားပြီးတော့ slider တွေဖြည်းဖြည်းရှေ့ပြီးတော့တုံညာ A တုံညာ A တုံညာ A ြောပြသုံးခါလေးရိုက်လိုက်မယ်ဘက်နဲ့ပြန်ထွက်မယ်ပြီးရင်80ပဲထားထားမယ် printer စကောင်းနေကြည့်ပါ Okay okay လိုက်ချိန်မပါပါတော့ဘူးเนาะအဲပြီးရင်တော့ကျွန်တော်တို့မှာ save နေပြီးတော့အကူ save ပါရောင်းမယ်လို့ကြောင်းလို့ရပြီပေါ့เนาะ